မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ22ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးပါရမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ဒုတိယကြိမ်မဲစင်းတွေကိုဒီနေ့နိုဝင်ဘာ22ရက်ကစတင်ပြီး14ရက်ကြာကထားကျင်ညာထားတယ်ဆိုတဲ့သတင်း။လမ်းမတော်မြို့နယ်မော်တိန်ယာယီစင်းရက်ကွက်ကြောင်လန်းပေါ်မှာလမ်းထရက်ရင်တစည်းအရှိန်လုံးပြီးလမ်းသွန်းလမ်းလာတွေကိုတိုက်မိတိမ်မောက်ခဲ့ရာတဦးသေးဆုံးပြီးသုံးဦးထဏ်ရာရရှိခဲ့တဲ့တဲ့။ ဂျာကာတာပလီပေါ်ကွဲမှုနဲ့ပတ်သက်ပြီးတနင်္လာရှိသူရဲ့အချက်အလက်တွေကိုအာဏာပိုင်တွေဖော်ထုတ်တွေ့ရှိခဲ့တဲ့တဲ့နယောက်အယာလန်အသင်းကိုရှော့မတော်ဖို့အီတလီကစားသမားတွေကိုနီးပြကတ်တူဆိုသတိပေးခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်အိုးဆောင်တဲ့ဘုံအနေနဲ့ဒုတိယအကြိမ်မဲဆင်းတွေကိုဒီကနေ့နိုဝင်ဘာ22ရက်ကနေစတင်ပြီး24ရက်ကြာကထားကျင်းညာထားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒုတိယအကြိမ်မဲဆင်းတွေကိုဒီနေ့နိုဝင်ဘာ22ရက်နေ့ကစတင်ပြီ 14ရက်ကြာကတ်ထားကြေညာထားမယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားပါတယ်။ UEC ဟာ2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မဲစင်းရင်တွေကိုပထမအကြိမ်အဖြစ်21ရက်ကြာကတ်ထားကြေညာခဲ့ပြီးဖြစ်ပြီးမဲစင်းတွေပြည်စုံမှန်ကန်စီရေးအတွက်မဲစင်းတွေကိုနိုဝင်ဘာ21ရက်ကနေဒသမ4ရက်အထိ14ရက်ကြာသက်ဆိုင်ရာရက်ကွက်နဲ့ကျင်းရအုပ်စုကော်မရှင်အဖွဲ့အစည်းတွေနဲ့ကျင်းရအုပ်စုအတွင်းမှာရှိတဲ့ကျင်းရတွေမှာဒုတိယအကြိမ်အဖြစ်ထပ်မံကတ်ထားကြေညာမယ်လို့သိရပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့မဲစင်းရင်ကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစင်းမှာမပါဝင်ပါကပုံစံ၃နဲ့မဲစင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုတာမပါဝင်သင့်သူတွေပါဝင်နေပါကပုံစံ၄နဲ့ကန့်ကွက်တာမဲစင်းပါအချက်လက်တွေမှားယွင်းနေပါကပုံစံ၄ခငယ်နဲ့ပြင်ဆင်လွှာတင်သွင်းတာတွေကိုဆောင်ရွက်စေလိုကြောင်းနဲ့လိုအပ်တဲ့ပုံစံတွေကိုလည်းရက်ွက်ကျူရအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာအခမဲ့ရယူနိုင်တယ်လို့သိရပါဗျာ ီလိုဖြင်းဆွတ်ခြင်းပယ်ဖြတ်ခြင်းပြင်ဆင်ခြင်းတွေဆောင်ရွက်ပြီးပါကအထွေထွေရွေးကောက်ပွဲအတွက်မဲစင်ရင်တတိယအကြိမ်ကထားကြေညာတာကို2025ခုနှစ်ဒသမလအတွင်းမှာနောက်ဆုံးအကြိမ်အဖြစ်ထပ်မံကထားကြေညာမှာဖြစ်ကြောင်းနဲ့ပြည်စုံမကန်တဲ့မဲစင်ရရှိဖို့အတွက်ဒုတိယအကြိမ်မဲစင်ရင်ကထားကြေညာစင်မှာမဲဆန္ဒရှင်ပြည်သူတွေအနေနဲ့အင်နာစုတစုကိုအ ਨੇ ဆုံးတအိုးမပြတ်မကွက်လာရောက်ကြီးစုခြင်းဖြင့်ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ယူဆစီကမြစ်တာရခံထားပါတယ်။ထပ်မံပြီး လမ်းမတော်မြွနဲ့မော်တင်ယာယီစင်းရက်ကွက်ကြောက်လမ်းမှာပေါ်မှာလိုက်ထရရင်တစီအချိန်လွန်ပြီးလမ်းသွန်းလမ်းလာတွေကိုတိုက်မိတိမ်းမောက်ခဲ့ရာတအူးသေးဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။လမ်းမတော်မြို့နယ်မော်တင်ယာယီစင်းရက်ကွက်ကြောင်လန်းပေါ်မှာလိုက်ထရရင်တစီအချိန်လုံးပြီးလမ်းသွန်းလမ်းလာတွေကိုတိုက်မိတိမ်းမောက်ခဲ့ရာတအူးသေးဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နိုဝင်ဘာလ20ရက်နေ့ မော်လွဲ2:38မိနစ်အချိန်ကရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြွနဲ့မော်တင်ယာယီစင်းရက်ကွက်ကြောင်လန်းပေါ်မှာလိုက်ထရက်ရင်တစည်းအရှိန်လုံးပြီးလမ်းသွန်းလမ်းလာတွေကိုတိုက်မိတိမ်မောက်မှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်ကြောင်တရားမြွနဲ့မိသက်စခန်းကမိငိမ့်တဲ့ရင်တစည်းနဲ့ရှောက်ဝေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရင်တိုင်းမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ၃ဦးရှိခဲ့ပြီး၎င်းတို့ကိုပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေကစီးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကြောင့်မျိုးသားတအုပ်တေဆုံးခဲ့ပြီးအစိုးရမျိုးသားရဲ့ရုပ်အလောင်းကို အေးမြတ်တာလူမှုကွန်ရီအတင်းကလူနာတင်ရင်နဲ့ရန်ကုန်ပြည်သူစေယုံကြည်ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဂျာကာတာပလီပေါ်ကွေးမှုနဲ့ပတ်သက်ပြီးတနင်္လာရှိသူရဲ့အချက်လက်တွေကိုအာဏာပိုင်တွေဖော်ထုတ်တွေးရှိခဲ့တယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တော်မှာရှိတဲ့ကျောင်းတွင်းပလီပေါ်ကွေးမှုနဲ့ပတ်သက်ပြီးတနင်္လာရှိသူကျောင်းသားရဲ့အချက်လက်တွေကိုအာဏာပိုင်တွေကဖော်ထုတ်တွေးရှိခဲ့တယ်လို့သိရပါဗျ။ တန်ရရှိသူចောင်းသားဟာ၎င်းရဲ့42မျက်နှာပါထရရီစာအုပ်မှာအထီးကျန်မှုကိုခန်းစားနေရကြောင်းရေးသားခဲ့ပြီးလူဖြူလူမျိုးကြီးဟွာရတိုက်ခိုက်မှုတွေကိုချီးကျူးကုန်ပြတဲ့ Telegram group တစ်ခုကလှုံ့ဆော်မှုရယူခဲ့တယ်လို့ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့အသေးစိတ်အချက်အလက်အသစ်တွေမှာဖော်ပြထားပါတယ်။နိုဝင်ဘာလအစောပိုင်းကចောင်းတကြောင်းမှာရှိတဲ့ပလီတစ်ခုမှာဝိပုသူတွေစုဝေးရောက်ရှိနေချိန်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်လူ66ဦးထဏ်ရာရရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာအဲ့ဒီနောက်ပိုင်းမှာတန်ရန်ရှိသူရဲ့အင်တာနက်အသုံးပြုမှုမှတ်တမ်းကိုစစ်ဆေးပြီးမွတ်စလင်အများစုနေထိုင်တဲ့အင်ဒိုနီးရှားနိုင်ငံမှာအသက်18နှစ်အရွယ်လူငယ်တအုပ်ဟာနိုင်ငံအတွင်းတမိုင်းဝင်လွှမ်းမိုးမှုမရှိဘဲအစွန်းရောက်အယူဝါဒတွေဘလို့ဆွဲဆောင်ခံထားရတဲ့ဆိုတာကိုသိရှိနိုင်မှုအတွက်၎င်းရဲ့အိမ်ကိုဝင်ရောက်စီးနင်းခဲ့ကြပါတယ်တနင်္လာရှိသူကအထူးကျန်တဲ့ခန်းစားချက်မျိုးရှိနေတဲ့အတွက်အွန်လိုင်းပေါ်ကအဖွဲထဲမှာအဖွဲဝင်အဖြစ်အသိအမှတ်ပြုခံကျင်ခဲ့တာပါလို့ဂျာကာတာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် လက်ရှိမှာတန်တရားရှိသူចောင်းသားဟာအင်ဒိုနီးရှားရဲ့အရွယ်မရောက်သေးသူရာဇဝတ်မှုဆိုင်ရာစီးမင်းတွေအရာဥပဒေနဲ့ရင်ဆိုင်နေရတဲ့ကလေးအဖြစ်သတ်မှတ်ခံထားရပြီး YouTube ဗီဒီယိုတွေကနေလမ်းညွှန်ချက်တွေအတိုင်းလိုက်လံလှုံ့ဆော်ထားတဲ့အသေးစားဘုံခုနှစ်ခုကို၎င်းရင်းနေမှာတွေ့ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်သူဟာ online ပေါ်ကနေတဆင့် potassium chloride နဲ့တန်တွေလိုမျိုးပစ္စည်းတွေဝယ်ယူခဲ့ပြီးရဲတပ်ဖွဲ့ကဒီလုံကြုံရေးလေဟင်းမှုနဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ အဲ့ဒီဘုံတွေထဲက၄ခုဟာပောက်ကွဲခဲ့ပြီး၃ခုကတော့ပောက်ကွဲမှုမရှိခဲ့တာဖြစ်ပါတယ်။ဒီတန်တရားရှိသူဟာနိုင်ငံတကာ Telegram Channel တခုထဲဝင်ရောက်ခဲ့ပြီးအဲ့ဒီ Channel မှာရှိတဲ့အဖွဲ့ဝင်တွေဟာ New Zealand နိုင်ငံ Creatures မြို့မှာ2019ခုနှစ်ကဗလီတွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ American မှာ1999ခုနှစ်ကကိုလံပိုင်းအထက်တန်းကြောင်းပြစ်ခတ်မှုဖြစ်စဉ်တွေအပါအဝင်အကြမ်းဖက်ဖြစ်စဉ်တွေနဲ့တိုက်ခိုက်မှုတွေကိုပြန်လည်မျှဝေထားကြတယ်လို့ Simon Jandas ကဆိုပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ညောင်အာယာလန်အသင်းကိုရှော့မတွက်ဖို့အီတလီကစားသမားတွေကိုနီးပြကတ်တူဆိုသတိပေးခဲ့တယ်ဆိုတဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။အီတလီလူရင်းစဉ်အသင်းနီးပြကတ်တူဆိုက2026ကမ္ဘာဖလားခြေစစ်ပွဲ playoff အဆင့်မှာရင်ဆိုင်ရမယ့်ညောင်အာယာလန်အသင်းကိုရှော့မတွက်ဖို့ကစားသမားတွေကိုသတိပေးပြောကြားခဲ့တယ်လို့သိရပါတယ်။အီတလီအသင်းဟာ2026ကမ္ဘာဖလားခြေစစ်ပွဲဥရောပဆုံးအုပ်စုအဆင့်မှာနော်ဝေရဲ့နောက်ဒုတိယသာရရှိခဲ့တာကြောင့် တိုက်ရိုက်ချင်းစစ်ပွဲမအောင်မြင်မဲ့ playoff အဆင့်ထပ်ကစားရမှာဖြစ်ပါတယ်။ playoff အဆင့်မှာအီတလီအသင်းဟာမြောက်အိုင်ယာလန်အသင်းနဲ့ semi-final ပွဲစဉ်စတင်ရှင်ပြိုင်ရမှာဖြစ်ပြီးအနိုင်ရရှိပါက Wales နဲ့ Bosnia ပွဲကအနိုင်ရရှိတဲ့အသင်းနဲ့ဘောလုံးပွဲမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲတွေကိုတကြောစီသားရှင်ပြိုင်ကစားရမှာဖြစ်တာကြောင့်အီတလီအသင်းအနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲစီအရောက်လှမ်းနိုင်ဖို့နှစ်ပွဲသာလိုတော့တဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ဆီမီဖိုင်နယ်မှာရင်ဆိုင်ရမယ့်မြောက်အိုင်ယာလန်အသင်းပေါ်ခက်တူဆိုကသူတို့ကကြိုင်းခံမှုအားပြုတဲ့အသင်းမှာသူတို့ကဘရောမအရှုံးမပြေတဲ့အသင်းမှာကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိနေပေမဲ့သူတို့ကိုရှော့တွက်လို့မရပါဘူးလို့ပြောကြခဲ့ပါတယ်။အီတလီအသင်းဟာကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆုလေးချိန်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲနှစ်ချိန်ဆက်ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ပေ2018တုန်းက playoff အဆင့်မှာဆွီဒင်ကိုရှုံးနိမ့်ခဲ့တယ်လို့2022ခုနှစ်တုန်းကလည်း playoff အဆင့်မှာမြောက်မက်ဆီဒိုနီးယားကိုရှုံးနိမ့်ခဲ့ရပါတယ်။ နိုဝင်ဘာ22ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုတရားထုံးလင့်တင်ဆက်ပေးသွားခဲ့တာပါည7နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်